ဒီနေ့မှာတော့ European နဲ့ Japanese dining ကိုမှအရသာကောင်းအောင်စားလို့ရမယ့် scientist ကိုခေါ်သွားမှာဖြစ်ပါတယ်။ Scientist ဆိုပေမဲ့38 station crew ကနေခွင့်လှစ်ထားတာပါ။ဒီဆိုင်ကတော့38 family cafe and dining ဆိုတဲ့စမ်းကြောင်းရှင်ဆော့ပူလမ်းမှာရှိတဲ့ဆိုင်ပဲဖြစ်ပါတယ်။ရွေးရွေးချယ်စရာ menu ကလည်းအများကြီးရှိပါတယ်။ series ကတော့ video မှာမြင်တဲ့အတိုင်းပါပဲ။ဒီရဆိုရင် Caspet Dubo Sibia နဲ့ Asahi Dry Beer can နဲ့ blend တွေရရှိပါတယ်။ ကော်ဖီကောင်းကောင်းချိုက်တဲ့သူတွေအတွက် Starbucks Illy Brand တွေဒီဆိုင်မှာရသလိုသူရဲ့သူရဲ့ signature 38 coffee တွေလည်းရှိပါတယ်။ဒါကတော့ beef hamburger and fries up bar ဒီထဲမှာ grape potato, crocus, shrimp tempura တရုံးစီလည်းပါတယ်။ ါဒါကတော့တားကြီးစားတာပါကျွန်တော်သူ့စီကညီပဲညီးကြည့်တာပေါ့နော်သူ့ရဲ့ barbecue sauce လို့အရသာမျိုးနေရာထိထိမိမိရှိတယ်ဒါကတော့ beef omurice and prawn fry ပါဟင်းအနှစ်ကရမ်းရမ်းကိုကောင်းပါတယ်ကျွန်တော်တော့ချက်ကျွေးရဲ့စိတ်သားဟင်းရဲ့အနှစ်ကိုတတိယစီတယ်သူကတော့အမဲသားပေါ့အမဲသားကလည်းနူးညံ့နေတာပဲ ဒီဟင်းပွဲကို ထမင်းနဲ့ဟင်းပုံစံမျိုးစားကျင်တဲ့သူတွေအတွက် recommend ပေးပါတယ်။ပဇွန်တမ်ဘူရာလည်းအကောင်ကြီးပါတယ်။ Dark Squid ဘယ်တာပါ။ Olive Wine နဲ့ Grey လောက်ထားတဲ့ကင်းမူရဲ့လက်ဆက်တဲ့အရသာကိုခံစားရတယ်။ဘောဘတ်ကျတုံပြူရဲ့မှုရတဲ့ဇနက်နဲ့တစ်ချက်တစ်ချက်မှာမြို့သီးရဲ့အဆက်လေးတွေကဒီဟင်းပွဲထဲမှာအကုန်လုံးဟန်ချက်ညီနေတယ်။ ဒါကတော့ Portalax ပါ။ Hoplite ထဲမှာဝတ်သားကို soy sauce နဲ့ marinate လုပ်ထားတာရယ်။ smoky ဖြစ်တဲ့ bacon နဲ့ sausage ရယ်။ mash potato ၊ပန်းစိန်ပြောင်းမှုတို့ပါပါတယ်။ bacon ကိုလည်းကျွန်တော်အရင်ကြိုက်ပါတယ်။ဒါပေမဲ့တယောက်တည်းစားမယ်ဆိုရင်တော့ဒီဟင်းပွဲမျိုးတော့မမှတင်ပါဘူး။ဒါကြောင့်လဲဆိုတော့ဘေကွန်ကများပြီးတော့ဤလို့ပါအသားမရီနေလုပ်ထားတာလေကောင်းတယ် မက်ရှ်ပိုတေတိုကတော့ထောပနတ်သင်းပြီးတော့စိတ်နေတာပဲကြောင်းမှုကလည်းချိုးတယ်ဒါကတော့ chicken hamburger ဒါကတော့ကျွန်တော်အမျိုးသမီးစားတာကိုကျွန်တော်မြည်ကြည့်တာပါဘာဂါဆိုင်တွေကချက်သားပြားထက်တောင်ရတာအများကြီးကောင်းပါတယ်ဒါကတော့ fish and chip ပါရတာကတော့ပုံမှန်ပါပဲဘာမှတော့ထူးခြားမှုမရှိပါဘူးဒီထဲက tartar sauce လိုမျိုးလေးကိုတော့ကျွန်တော်ချိန်ပါတယ် cheese ice cream ပါ menu မှာ 8000လို့ရေးထားပြီးမဲ့ဘေးမှာတော့9000ဆိုပြီးတော့တွက်ထားပါတယ်။ပြည့်နှစ်ပြီးတော့တကယ်စားကောင်းပါတယ်။ cheese ကိုကြိုက်တယ်ဆိုရင်တော့စားကြည့်စေချင်ပါတယ်။ဒါကတော့ coffee jelly puffs ပါ။သူကတော့ Japan coffee ဆိုင်တွေမှာရောင်းတက်တဲ့ဒေဇတ်မျိုးပါ။သူ့ဆိုင်မှာတော့ coffee jelly ရဲ့ chocolate syrup နဲ့ whipped cream ရဲ့ပြီးတော့မပြောသည့်အောက်ဆုံးမှာကျတော့ကျွန်တော်ဘာမှမသိတဲ့ flake လေးတွေပါပါတယ်။အဲ့ဒါလေးတွေကရှင်မွေးနှံလိုလေးတွေရတယ်။ကျွန်တော်ဒီ desert ကိုကြတော့ ျွန်တော်မစားတတ်ဘူးပေါ့နော်ပြီးတော့ကြိုက်လည်းမကြိုက်ပါဘူးအရာသာတော့တကယ်ကောင်းတဲ့ဆိုင်မလို့ကျွန်တော်ကတော့ recommend ပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းထပ်ပြီးတော့သွားစားမယ့်ဆိုင်လေးမှာပါပါတယ်